ဆက်သွေးရေးကွန်ရက်တွေပြတ်တောက်နေတဲ့ရခိုင်ပြည်မှာပြည်သူတွေအနေနဲ့အချိန်နဲ့တပြေးညီသတိတိပိုင်ခွင့်မရတာကာလရှည်စွာကြာမြင့်နေပြီလို့သိရပါဗျ။နေ့စဉ်ဖြစ်ပျက်နေတဲ့သတင်းတွေအပြင်မိုင်းနဲ့ပတ်သက်တဲ့အသိပညာပေးမှုတွေတဘဝဘေးအန္တရာယ်ကြာရောက်နိုင်ခြေတွေနဲ့ပတ်သက်ပြီးလေပြည်သူတွေအနေနဲ့တိပိုင်ခွင့်မရဘူးလို့ပြောဆိုကြပါဗျ။အဲ့ဒီလိုပဲမုတ်တုံလေးအာကောင်းတဲ့အခုလိုမိုးရာသီကာလအတွင်းမိုးတက်လီပြင်းကြာရောက်နိုင်မှုတွေ လေပြင်းတိုက်ခတ်မှုတွေဖြစ်လာရင်လေဒေသခံပြည်သူတွေအနေနဲ့အချိန်နဲ့တပြေးညီသတင်းသိရှိခွင့်ရရှိဖို့မလွေကူဘူးလို့ပုံနာကျုံမြို့နယ်ကဒေသခံကိုခိုင်အောင်ကျော်လင်းကပြောပါရယ်ဒါအပြင်ပြည်သူလူထုတွေဟာဆိုလာမီးကိုပဲအသုံးပြုနေကြရပြီးမိုးတီးထန်စွာရွာသွန်းတဲ့နေ့တွေမှာဘက်ထရီအဆင်မပြေမှုတွေရှိတဲ့အတွက်တီဗီကြည့်ခွင့်လည်းမရကြဘူးလို့ဆိုကြပါရယ်ဒါကြောင့်ရခိုင်လူထုတို့ချို့မှာသတင်းတွေအတွက် ရေဒီယိုကိုသာအားကိုးနေကြရတယ်လို့ရေပုံမျိုးနေကဒေသခံတယောက်ကလည်းပြောပါရယ်ပြည်သူတွေဟာလက်ရှိတဘွားဘေးအန္တရာယ်တွေအပြင်စီးရီးအခြေအနေတွေနဲ့ပတ်သက်လို့အရေးပေါ်ထုတ်ပြန်ချက်တွေကိုလည်းအချိန်နဲ့တပြေးညီမသိရှိရဘူးလို့ဒေသခံတွေကပြောပါရယ်ရှင်